ပြန်လည်သွားခဲ့တဲ့မိသားစုဝင်တွေရဲ့အုပ်ခုနာမှာပဲတသက်လုံးအိမ်ဆောက်ပြီးအတူတူနေသွားမယ်ဆိုတဲ့ဒုက္ခဒိုင်မွန်ဆိုင်ဆိုင်ရဲ့တမီးအငယ်ဖြစ်တဲ့မနှင်းစီလင်းဝင်မင်္ဂလာပါပရိသတ်ကြီးရေပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်မတလေးမြို့ Sky Villa Condo အောက်ဆုံးထက်မှာနေထိုင်နေဒုက္ခဒိုင်မွန်ဆိုင်ဆိုင်မိသားစုတွေကမိသားစုဝင်၄ဦးစလုံးကွယ်လွန်သွားခဲ့ရတာပဲဖြစ်ပါတယ် ဒုက္ခတိုင်းမွန်ဆိုင်ဆိုင်ပိုင်ရှင်တော်မူတည်တာဆွေအပါအဝင်တမီးကြီးမပဲပဲတမတ်ဖြစ်သူတို့နဲ့အတူမြီးမလေးတို့တို့လည်းပါဝင်သွားခဲ့တာဖြစ်ပါတယ်။မိသားစုတွေကတမီးအငယ်ဖြစ်တဲ့အစိုးရရဲနောင်ရဲ့ဇနီးဖြစ်သူမနှင်းစီလင်းဝင်းကတော့ငိုကလေးကအိမ်အောင်ကြပြီးအိမ်ခွဲနေသူမို့အခုလိုဖြစ်ပျက်နဲ့လွတ်မြောက်သွားခဲ့တာလည်းဖြစ်ပါတယ်။ အရန်ချင်ရတဲ့သူတွေကိုတစ်ချိန်တည်းတနေရာထဲမှာဆုံးရှုံးခဲ့ပြီးနောက်ပိုင်းမှာတော့မင်းနှင်းစီလင်းဝင်းကနင်းစင်နဲ့အမြမိသားစုတွေကိုတတိရတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးသူမရဲ့လူမှုကွန်ရက်ဆာမျက်နှာပေါ်မှာရေးသားရင်းနဲ့ပြန်မလာနိုင်တော့တဲ့မိသားစုဝင်တွေကိုလွမ်းဆွေးတတိရနေခဲ့တာလည်းဖြစ်ပါတယ်။အခုတခါမှဆိုရင်လည်းမင်းနှင်းစီလင်းဝင်းကသူမအနေနဲ့ကွဲလွန်သွားကြတဲ့မိသားစုဝင်တွေရဲ့အရိုးပြတွေထားတဲ့အုပ်ကူတွေနားမှာအိတ်ဆောက်ပြီးတော့တသက်လုံးနေသွားမယ်လို့ပြောလာခဲ့တာဖြစ်ပါတယ်။မင်းနှင်းစီလင်းဝင်းက ကိုမသေးခင်ကြီးတော့မမေတို့အုတ်ကူလေးနာမှာအိမ်လေးဆောက်ပြီးတော့နေသွားမယ်။သေသွားရင်တော့မမေနဲ့မမကြီးကိုနှစ်ခုကြားထဲမှာကိုကိုထားပေးပါလို့မှားထားတယ်။သူတို့နှစ်ယောက်ကြားထဲမှာပဲနေချင်တယ်။ဘဝဆက်တိုင်းအမေရဲ့သမီးမမကြီးရဲ့ညီမလေးပဲဖြစ်ချင်တယ်ဟုဆိုကဝမ်းနဲ့စိတ်မကောင်းစွာနဲ့ပြောကြားထားတာလည်းဖြစ်ပါတယ်။ မနင်းစီလင်းဝင်းဟာငလင်တန်းကြောင့် Skypila ကွန်ထိုပြုတ်ချမှုမှာမိသားစုဝင်တွေကိုအစိုးလိုက်ပြုံလိုက်ဆုံးရှုံးသွားခဲ့ရပြီးနေ့စဉ်နဲ့အမျှမိသားစုဝင်တွေကိုလွှမ်းဆွေးရတဲ့အစိတ်အတရာတွေကိုရရှိနေတာလည်းဖြစ်ပါတယ်မနင်းစီလင်းဝင်းတရားအခုခန်းစားနေရတဲ့တောကအပူတွေအများဆုံးအေးချမ်းပြီးတော့ဘဝဆက်တိုင်းမှာလည်းဒီလိုခန်းစားမှုမျိုးတွေမခန်းစားရပါစေနဲ့လို့လည်းဆုတောင်းမြတ်တာပို့သပေးလိုက်ရပါတယ်ရှင်။